လူတွေမှာချမ်းသာတာနဲ့ဆင်းရဲတာဆိုပြီးတော့ကြွားချချက်တွေရှိတာ။ဘာကြောင့်အဲ့လိုကြွားချသွားတာလဲဆိုတဲ့အဖြေကိုကျွန်မအမြဲစဉ်းစားခဲ့တယ်။အဲကျွန်မကဘဝမှာတိုးတက်ပြောင်းလဲခြင်းလို့သင်တန်းတွေကိုအမြဲတမ်းတက်တယ်။သင်တန်းတက်တိုင်းမှာရှေ့ထွက်ပြီးစကားပြောတဲ့လူတွေကိုကျွန်မအရင်အားကြတယ်။သူတို့လိုမျိုးအရေးချင်းရှိခြင်းနဲ့စကားတွေကို ပြောတတ်ခြင်းနဲ့စကားပြောကောင်းတဲ့လူဖြစ်ဖို့ငါဘာတွေလုပ်ဖို့လိုမလဲဆိုတာကိုကျွန်မရှာဖွေပြီးတော့လေ့လာကြည့်တယ်။ကျွန်မအရင်အားကြရတဲ့အရာတွေကိုတော့တွေ့တာ။ ဲ့ဒါကတော့စာပေဟောပြောပွဲတွေစာရေးဆရာတွေဟောပြောနေတဲ့အရာကိုကြည့်ပါဦးရုပ်တွေလှလို့လည်းမဟုတ်ဘူးတချင်းစုံပြနေတာလည်းမဟုတ်ဘူးကပြနေတာလည်းမဟုတ်ဘူးပြီးရင်လူတွေတကယ်ကိုမှအိတ်ချင်ပါတယ်ဆိုတဲ့အချိန်တွေမှာသူတို့ပြောသွားတဲ့စကားတွေမြောပြီးတော့မှလေအရန်ကိုစိတ်ဝင်စားကြတာဒီလူတွေပြောနိုင်တဲ့အရေးချင်းကိုတော်တော်လေးစားတာအဲ့ဒီ ပြောသွားတာလေလူတွေကဘာကြောင့်သူတို့ပြောတာတွေကိုစိတ်ဝင်စားတာလဲအဲ့လိုမျိုးလေ့လာရင်းရနေပြီးတော့မှဒီမှာသိကျင်းနေတဲ့လူတွေဘာကြောင့်စဉ်းရဲတာချမ်းသာတာကွာခြားသွားတာလဲဆိုတော့အဖြေတစ်ခုသွားတွေ့အဲ့ဒါကတော့ဆရာကြီးဦးအောင်သိန်းပြောခဲ့တဲ့သဘာဝအပေါင်းလှုပ်အားညီများခြင်းတန်ဖိုးပါတဲ့လူတွေမှာတဲ့လှုပ်အားပေါင်းဆန့်နိုင်လေလေတန်ဖိုးတွေမြင့်တက်လာလေလေပဲတဲ့ဥပမာရှုံဆိုတာကသဘာဝတဲ့ သဘာဝအရလာတယ်ရှော့နေတိုင်းသွားရောင်းရင်ဘူးမမဝဲဒါဆိုတန်ဖိုးမရှိဘူးဘာလို့လဲလှုပ်အားပေါင်းမထားသေးလို့အဲ့ဒီရှော့ကိုကျွန်တော်တို့ငယ်ငယ်ကလောင်စလုံးလေးတွေလုံရောင်းတယ်အဲ့ဆိုလောင်စလုံးလုံးနေဆိုတော့လှုပ်အားတစ်ခုပေါင်းဆက်လိုက်တဲ့အချိန်မှာတန်ဖိုးဆိုတာလေရလာအဲ့ဒီထက်တန်ဖိုးမြင့်ရင်နောက်ထပ်လှုပ်အားထပ်ပေါင်းရတယ်တဲ့အောက်ရီအိုးတွေတို့ဆင်အိုးတွေတို့အိုးလုံးနိုင်တယ်ဆိုတော့လှုပ်အားလေးလည်းပေါင်းဆက်လိုက်ပေါ့တန်ဖိုးကဟိုမြင့်လာတယ်အဲ့လိုပဲဒီနေ့ခေတ်ရှော့ကပဲလှုပ်တယ် ကျွေအိုးတွေလို့တချို့ကျွေအိုးတွေဆိုလို့ရှိရင်ဈေးတအားကြီးတဲ့ပန်းအိုးတွေဆိုတာမျိုးတွေတော့ဖြစ်လာတယ်။ဒါကဘာလဲဆိုရင် လုံအားပေါင်းစပ်မှုမြင့်လေလေတန်ဖိုးမြင့်လေလေဆိုတာကိုမြင်တာအောင်ပြောပြသွားတာ။အော်လူတွေစင်းရဲတဲ့ချမ်းသာတဲ့ဆိုတာဒီအနေထားပေါ်မှာမူတည်ပြီးကြွားချသွားတာပါလားလို့သဘောပေါက်သွားတယ်။အဲ့ဒီအရာကိုသိတဲ့အချိန်မှာမတင်ယူတယ်လေလာတယ်မှတ်သားတယ်ဆယ်နှစ်လုံးလုံးလုံအားတွေကျွန်မပေါင်းစပ်လာတာ။ တန်ဖိုးတစ်ခုဆိုတာရလာတယ်လုံအားပေါင်းစပ်မှုနည်းရင်တန်ဖိုးနည်းမယ်လုံအားပေါင်းစပ်မှုများရင်တန်ဖိုးများလာဒီလကျမ7သိန်းလိုချင်တယ်7သိန်းလိုချင်7သိန်းနဲ့တန်တဲ့လုံအားပေါင်းစပ်ရမယ်ဒါလိုလုံအားမျိုးပေါင်းစပ်ရင်ရမလဲဆိုတာကိုရှာဖွေရတယ်သိန်း30လိုချင်သိန်း30နဲ့ညီတဲ့လုံအားပေါင်းစပ်ရမယ်အခုလဲကျမလိုချင်တဲ့တန်ဖိုးတစ်ခုတတ်မှတ်ထားတယ်အဲ့ဒီတန်ဖိုးနဲ့ကိုက်ညီတဲ့လုံအားဖြည့်နိုင်တဲ့နေ့မှာအဲ့ဒီဝင်ဝင်ကိုရလာလိမ့်မယ် အဘာဝအပေါင်းလှုပ်အားညီမြခြင်းတန်ဖိုးဆိုတဲ့တကလုံးလေးကကျမရဲ့ဘဝကိုအများကြီးတို့တက်ပြောင်းလဲစေခဲ့ပါတယ်။ဒါကြောင့်ကျမတို့မိတ်ဆွေတွေလည်းလူကျင်တဲ့တန်ဖိုးတစ်ခုကိုတတ်မှတ်ရမယ်။ငါဒီလိုတတ်မှတ်လိုက်လို့များသွားမလားဆိုတဲ့အတွေးမတွေးနဲ့နော်။ဒီနေ့ဒီ online ပေါ်ကနေပြီးတော့ပဲဝင်ဝင်နေတိမ့်ရာချီပြီးတော့ကိုရှာနေကြတဲ့သူတွေအများကြီးပဲ။သူတို့လည်းလူပဲလေ။လူချင်းအတူတူသူတို့ရဲ့လှုပ်အားတွေပေါင်းစပ်မှုပေါ်မှာမူတည်ပြီးသူတို့ဘဝတွေကတော့တန်ဖိုးတွေမြင့်တက်သွားပြီ။အဲဆိုကျမတို့တွေလည်း ဒီနေ့ကစပြီးလောအားတွေပေါင်းဆက်ကြရအောင်တို့ပေါင်းဆက်နိုင်တဲ့လောအားပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ရတံပိုးတွေမြင့်တက်လာလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့သဘာဝတရားကြီးပေါ်မှာလောအားတွေများများပေါင်းဆက်ရင်းနဲ့ဒီထက်ပိုပြီးတော့တိုးတက်မြင့်မားတဲ့တံပိုးတွေကိုရယူနိုင်ပါတယ်။ဤရှုအားပေးကြတဲ့မိတ်ဆွေတို့အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြပါဦးမယ်နော်။